တမတရား၏အတိနှလုံးသားထဲမှာဖရာသခင်ရဲ့နှုတ်ကပတ်တော်များနေထိုင်မှုပုံစံဖြာဒိတ်၄ဟေဘရဲ၁၀၂၀ထက်ဆက်ခုနှစ်တမတရား၏အတိသလုံး၏သမတရားကို သလုံးသွင်း၍ကောင်းသောမြေဖြစ်အောင်သမတရားမျိုးစေ့ကိုချဲ၍သမတရားကို ပြုစုပြောင်းထောင်ခြင်းဖြင့်အသီးကိုတည်တတ်၏ မြေယာပြန်လဲရယူခြင်းစုတ်ပြစ်ရန်မပြုတ်လို့ရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါသင်စိတ်နှလုံးထင်းမှထုတ်ယူကမြေပြန်စာကောင်းသောမြေဖြစ်အောင်လုပ်ပါသစ္စာမျိုးစေ့ကိုစိုက်ပါဆာရှာရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါမြေပြန်စာကောင်းသောမြေနှင့်ပြုလုပ်ထားသောသလုံးလေတွင်အမှန်တရားဤမျိုးစေ့ကိုစိုက်ပါစိုက်ပျိုးပါ သမတရားဤအသား သမတရားဤအတိသမတရားဤအတိပယောချက်တိပယောချက်သွေးဖြစ်ပါနိပယောချက်မလုပ်ပါနဲ့သောပယောချက်ထားပါတော့ဒီပယောချက်လုပ်ပါ if project လုပ်ပါစိတ်နှလုံးထဲကတစ္ဆာတရားကိုဖယ်ထုတ်ပြီးကောင်းသောမြေဖြစ်အောင်လုပ်ပါနေထိုင်မှုပုံစံဖြာထိတ်၄၃ ဟေပြဲတဆက်နှစ်ဆက်လူကာ14နာရီတဆယ်မိနစ်သူတပားတို့သည်တင့်ကိုခေါ်ပိတ်သောအခါတွား၍နေသောနေရာ၌ရောင်းတော့ထိုတို့လျောင်းနေရင်တင့်ကိုခေါ်ပိတ်သောသူလာသည်ရှိသောအဆွေတက်ပါဟုတင့်ကိုဆိုလိမ့်မည်ထိုအခါတင်နှင့်အတူရောင်းသောသူတို့ရှိမှတင်ဤတရေထင်ရှားလိမ့်မည်လူကာ14နာရီ73မိနစ် သင်ဒီပွဲခံတော်အခါစည်ရဲတော်သူအင်္ကာချုပ်တဲ့တော်သူခြေမစွမ်းတော်သူမျက်စိကန်းတော်သူများကိုခေါ်ပိန်လို့လူကာ6အချိုးကိုတဖန်ငါဆိုသည်ကတင်တိုးသည်စုတေသောအခါအစဉ်အမြဲတည်သောပိမှန်တိုက်တင်တိုးကိုလက်ခံလာတတ်သောအဆွေရှိစေခြင်းငါမမြဲသောလောကီစင်စင်ကိုသုံးဆောင်ကြလောလူကာ6ခုနှစ်အချိုးသော သင်တို့ဒီကိုကိုကိုတတိပြုကြလောသင်ဤညီအကိုဒီသင်ကိုပြစ်မှားပြင်သူကိုဆုံးမလောသူဒီနောက်တရပြင်သူဤအဖြစ်ကိုဒူးလောလူကာဆက်ခုနစ်အချိုလီသာနေချင်းတွင်ခုနစ်ကျင်းမြောက်အောင်သင်ကိုပြစ်မှား၍ခုနစ်ကျင်းမြောက်အောင်သင်ထံသို့လှည့်၍နောက်တရပါဤဟုဆိုပြီးသူဤအဖြစ်ကိုလူလောဟုမင်းတော်မူ၏ လူကာဆက်ခွန်းနိုင်30မိနစ်ထိုနည်းတူမှာထားတော်မူသမျှတို့ကိုတင်းတို့သည်ချင်းပြီးမှငါတို့သည်သခင်၌ယေရှုပြုသောအစဉ်အပါဖြစ်သည်မဟုတ်ဝုပြေယုံမြတ်သာရှိသည်ဟူဝန်ခံချလော်ဟူမေးတော်မူ၏လူကာ30နိုင်46မိနစ် ကျမ်းပြုစရာတို့ကိုရှောင်ကြလော့သူတို့သည်ရှေသော အင်ကြီးကိုဝိလျက်လေခြင်းကအလိုရှိကြ၏ဈေး၌ယူသေးစွာနှုတ်ဆက်ခြင်းကိုပင် ပွဲသည်ပင်တရားစရတို့၌မြင့်မြတ်သောနေရာထိုင်ရာကိုဝင်းနှစ်သက်ကြ၏လူကာ၁၁အချိုးရှိ ကိုရောကတင်းတို့သည်လှည့်ဖြားခြင်းတို့မလိုက်မပါမီအကြောင်းသတိပြုကြလော့အများသောသူတို့ကငါသည်ဤမိသောသူဖြစ်၏အချိန်ကာလလည်းရောက်လာပြီဟု ဆိုလျက်ငါဤအယောင်ကို ဆောင်၍ပေါ်လာကြလိမ့်မည်ထိုသူတို့နောက်သို့မလိုက်ကြနှင့်လူကာ17:36မိနစ်ထိုကြောင့်တင်းတို့သည်ဖြစ်လာတန်သော အမှုအရာတို့နှင့်ကင်းလွတ်၍လူသားထံသို့ရောက်ခြင်းကိုခံထိုက်သောသူဖြစ်သည်ဟုမှတ်တော်မူမည်အကြောင်း အစဉ်စုတောင်းနဲ့စောင့်နေကြလို့ဟူမင်းတော်မူပြီးလူကာ17နာရီ16မိနစ် ထိုအခါမုန်းကိုယူ၍ဂျေစုတော်ကိုချီးမွမ်းပြီးမှမုန်းကိုဖဲ၍ဤမုန်းကသင်တို့အဖို့အလိုကဆုံးသောငါ၏ကိုဖြစ်၏နာကိုအောင်းမေဖို့ရာဤသို့ပြုကြလို့ဟူမင်းတော်မူ၏